င်္ဂလာပါရှင်။စွန်လ3ရက်အင်္ဂါနေ့ရွှေရံကုန်းရဲ့ထူးစွာပြည်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့စကိုင်းခရိုင်အတွင်း Great Dwell ဖြစ်ဆိုမဲ့ကျောင်းသား6ပါးကျော်ကို COVID-19 ရောဂါကာကွယ်ဆေးများထိုးနှံပေးတဲ့သတင်းဖြစ်ပါတယ်။ စကိုင်းတိုင်းဒေသကြီးစကိုင်းခရိုင်အတွင်း grade ရဖြစ်ဆိုမဲចောင်းသားចောင်းသူ658ဦးအားကိုဗစ်19ရောဂါကာကွယ်ဆေးဖီဇာထိုးနှံပေးခြင်းကိုမေလ30ရက်ကတက်မှတ်စုရများအလိုက်ခရိုင်နယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကဆောင်ရွက်ပေးကြောင်းသိရပါတယ်။ဒါအပြင်အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များကပြည်သူ283ခုကျန်းမာရေးဆောင်ရှောက်ပေးခြင်းပြည်သူ6389ဦးအားပြင်ထန်ဝမ်းပြက်ဝမ်းလျှော်ရောဂါကျွတ်တင်ကာကွယ်ဆေးတတိယအကြိမ်တိုက်ကြွေးခြင်းများဆောင်ရွက်ပေးကြတယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ အထမ်းမွေးကျင်းပရန်စီဝေးနေသောရမီယဖခုနှစ်ဦးကို PDF များကပြစ်ခတ်တပ်ဖြတ်ပြီးအလှူငွေများလူယူမှုညာဦးမျိုးတွင်ဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်။ညာဦးမြို့နယ်ပကံမြို့တဲတောင်ပပိုင်းကန်းကာရက်ကွက်ဓမာယုံတွင်19ချိန်မြောက်အတံမစဲမဟာပဌံပွဲအတွက်ဇွန်လတက်ကရမီရဖ15ရောက်အစီဝေးပြုလုပ်နေစဉ်ပကံပူချူဥဆောင်သော PDF အကြံဖတ်သမားများရောက်ရှိလာပြီးရမီရဖကောပကများကိုတနက်ဖြန်ပစ်ခတ်ကာအလူငွေများကိုလူရက်သွားကြောင်းသိရပါသည် ြစ်စဉ်မှာကံကောကြေးရွာတောင်ပန်းညောင်လကြေးရွာဗလန်းမှာလက်နက်ငယ်မျိုးစုံကင်ဆောင်ထားတဲ့ညောင်ဦးချေဆိုင်ပကံပူချူ PDF အကြမ်းဖက်သမားများရောက်လာပြီးဓမာယုံနယ်ကိုဝင်ရောက်ပစ်ခတ်တပြက်ကြပြီးအလူငယ်များကိုယူဆောင်သွားခြင်းဖြစ်ကြောင်းသိရပါတယ်။ PDF တို့ပစ်ခတ်မှုကြောင့်ဦးဆော့စော်ခေါ်ဦးမြင့်စော်ဦးတင်မြိုင်ဦးခင်မောင်ထေးဦးခင်မောင်တန်းဦးတန်းထွန်းဦးစိုးမင်း ဦးကြည်ထွန်းတို့ခုနှစ်ဦးသေဆုံးပြီးအခြားယမိရဖ6ဦးပြင်းထန်စွာဒဏ်ရာရရှိကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မြစ်ကြီးနာမြို့နယ်တွင်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်တဲ့သတင်းဖြစ်ပါတယ်။ ကချင်ပြည်နယ်မြကျင်းနာမြို့နယ်အတွင်းမိုးသည်ထန်စွာရွာသွန်းမှုကြောင့်မြေနေပိုင်ရက်ကွက်များတွင်အေယာဝတီမြေကြီးများဝင်ရောက်မှုဖြစ်ပွားရာစွန်လာတရက်နနက်ပိုင်းကမြကျင်းနာမြို့နယ်မိသက်စခန်းမှရှောက်ခွေကဲစဲတပ်ဖွဲ့များဟာတပ်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးမြို့နယ်အတွင်းရှိမြေနေပိုင်ရက်ကွက်များမှအိမ်နောက်စုများအားရေပေးလို့ရသူကုညီကဲစဲရွှေ့ပြောင်းပေးကြကြောင်းသိရပါရရှင်နောက်ထပ်တင်ဆက်ပေးမှာကတော့ ပေါ့ပခုတ်ခုလမ်းမိုင်းပေါ်က PDF တွေထောင်ထားတဲ့ဖြတ်အားပြင်းမိုင်းတွေကိုလုံခြုံရေးဖွဲ့တွေကဖိတ်ရှားတဲ့တင်ဖြစ်ပါတယ်။ပခုတ်ခုမြို့နယ်အတွင်းမှာရှိတဲ့ပေါ့ပခုတ်ခုလမ်းမိုင်းပေါ်မှာ PDF အကြံဖက်သမားတွေထောင်ထားတဲ့လက်လုံမိုင်းတွေကိုလုံခြုံရေးတပ်ဖွဲ့တွေကဖိတ်ရှားနိုင်ခဲ့တယ်လို့သိရပါတယ်။မကွေတိုင်းဒေသကြီးပခုတ်ကူမြို့နယ်အတွင်းကအများပြည်သူတွေသွာလာသုံးပြုလျက်ရှိနေတဲ့လမ်းတွေပေါ်မှာလက်လုံမိုင်းတွေကိုတွေ့ရှိရတဲ့ဆိုတဲ့ဒေသခံပြည်သူတွေရဲ့တည်င်းပေးမှုအရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကသွားရောက်စစ်ဆေးခဲ့ရာ ကားလမ်းမဘေးတစ်လျှောက်မှာ PDF အမိခံအကြမ်းဖက်သမားတွေထောင်ထားတဲ့ဒေသန္တရလက်လုံမိုင်းပေပါမိုင်းရှစ်ထမိုင်းတွေကိုတွေ့ရှိတဲ့အတွက်အများပြည်သူတွေထိခိုက်ဒဏ်ရာရရှိမှုမရှိစေဖို့စနစ်တကျဖေရှားရှင်းနေကြတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးနဲ့ဆက်မဲ့တဲ့ရင်ကတော့ expert ခရီးသည်တင်ရှင်တိမ်မောင်မှုကြောင့်6ဦးသေဆုံးပြီး12ဦးထဏ်ရာရရှိရတဲ့တဲ့ရင်ဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်မိထီလာကြော်ပရောင်ကားလန်းမိုင်တန်အမှတ်14မိုင် ၃ဖာလုံးနဲ့၄ဖာလုံးကြားတွင်စွန်လာနှစ်ရက်နနက်၃နာရီခန့်က Express ခရီးသည်တင်ရှင်တိမ်မောက်မှုဖြစ်ပွားကြောင်းမိသားတစ်ဖွဲ့ထံမှသိရပါဗျ အဆိုပါခရီးသည်တွင်ရင်တိမ်မောက်တဲ့နေရာသို့မိထီလာခရိုင်မီသက်စခန်းမှာ Rescue and Touring ပိုလန်ရှောက်ဖွေခဲ့စေရင်တစီမိငိမ့်သက်ရင်တစီသူနာတရင်တစီနဲ့တန်တေမီသက်တဖွဲ့များဖြင့်ကုညီခဲ့စေလုပ်ငန်းများသွားရောက်ဆောင်ရွက်ကြကြောင်းသိရပါတယ်ရင်တိမ်မောက်မှုကြောင့်ခရီးသည်6ဦးသေဆုံးသွားကြောင်းထိခိုက်ဒဏ်ရာရရှိသူ12ဦးတို့အားချက်ချင်းဤသူနာတရင်ပြည်သားရာတောင်လူမှုကုညီရေးအသင်းမှသူနာတရင်တို့ဖြင့်မိထီလာပြည်သူစေုံတို့ပို့ဆောင်ပေးထား ကြောင်းလည်းသိရပါရရှင်။